မြတ်စွာဘုရားရှင်သည်တာဝတိပြည်ဇေတဝန်ကျောင်းတော်တွင်တရင်သုံးတော်မူစဉ်အင်္ဂုလိမာလာမထေရကိုအကြောင်းပြု၍ဤအတိတ်ဇာကျောင်းကိုဟောကြားတော်မူခဲ့ပါသည်။ရှေးလွန်လည်ပြီးသောအခါကကုရုတိုင်းကောရဗျာဘယင်ဤသားမဟာတုတ္တသောမမင်းသားနှင့်ဗာရဏသီပြည်ဗာရဏသီမင်းဤသားဗြမရတမင်းသားတို့ဟာပညာသင်ရာအတွက်တက်ကတီလာကိုအခြားသောမင်းသားများနှင့်အတူတွားရောက်ခဲ့ကြပါသည်။ တက်ကဒီလာမဒီတာပမောခဆရာကြီးထံမှာမဟာတုဒ္ဒသောမမင်းသားနဲ့ဗြဟ္မတ္တမင်းသားတို့ဟာအခြားသောမင်းသားများနဲ့အတူမင်းသားတို့တတ်အပ်သောပညာရည်များကိုကြိုးစားပြီးတော့တင်ယူခဲ့ကြပါတယ်။ပညာစုံတဲ့အခါမင်းသားများဟာတက်ကဒီလာမမိမိတို့ဒေတာအသီးသီးကို အတူတကွပြန်လာခဲ့ကြပါတယ်။လက်ခုလက်တနေရအရောက်အနားယူကြတဲ့အခါမဟာတုဒ္ဒသောမမင်းသားကဗြဟ္မတ္တမင်းသားနဲ့အခြားသောမင်းသားတို့အား မိမိတို့တိုင်းပြည်ပြန်ရောက်ပြီးမင်းပြူချိန်၌တိုင်းသူပြည်သားများအားဥပုပ်တရင်တီလစောင့်သုံးစောက်တည်စီ၍ထိုနေများ၌အသက်သက်ခြင်းမှရှောင်ကျဉ်ကြ၏တိုက်တွန်းကြဖို့အမှားစကားပြောကြခဲ့ပါသည်မင်းသားများအလုံးကလည်းမဟာသုတသောမမင်းသားရဲ့မှာကြချက်ကို လိုက်နာပါမည်အကြောင်းတညင်တညွတ်ထဲခရီးပြုခဲ့ကြပါသည်မဟာသုတသောမမင်းသားဟာတိုက်ပြေကိုပြန်ရောက်ပြီးဖခင်ကြီးရဲ့အရေးအရာကိုဆက်ခံပြီးတဲ့နောက်တိုင်းသူပြည်သားများကိုတရားနဲ့အညီအုပ်ချုပ်ခဲ့ပါသည် ဘာရဏဒီမင်းဤထိနှောက်မွေကိုဆက်ခံရရှိတဲ့ဗြမရတ္တဘယင်ဟာအမေသားငါးများကိုအလွန်ကျဲနှစ်တက်တဲ့ဘယင်တစ်ပါးဖြစ်ပြီးတော့အမေသားငါးမပါပဲဘယ်အခါမှစတော်ပွဲတည်လိမရှိပါဘူးတနေ့မှာတော့ဇရောကေယတကဟာဘယင်ကြီးအတွက်အမေခင်းလျာရှာလို့မရတဲ့အတွက်တုတ်တန်တစပြင်ကိုတွားပြီးတော့လက်တလုံးမြုံနှံထားတဲ့လူဒီအလောင်းတလောင်းမှပေါင်သားကိုလှည့်ယူလာကဘယင်ကြီးအတွက်ကောင်းမွန်စွာချက်ပြုတ်ပြီးတော့ပွဲတော်စာအဖြစ် ဆက်တာခဲ့ပါတယ်။ဗြဟ္မရတ္တဘယင်ဟာထိုလူသားဟင်းကိုစတ်တော့မိတဲ့အခါအလွန်နှစ်သက်သဘောကျတဲ့အတွက်စတော်ခဲ့ရတ္တကကိုချင်းချောက်မေးမြန်းတဲ့အခါအကြောင်းရင်းမှန်ကိုသိခဲ့ရပါတယ်။ဒီအခါမှာဘယင်ကြီးကလူသားဟင်းကိုနေ့စဉ်ချက်ပြုတ်ပြီးတော့ဆက်တာဖို့စတော်ခဲ့ရတ္တကကိုအမိတ်ပေးခဲ့ပါတယ်။လူသားအလွယ်တကူရှာမရပါကနှောင်းအိမ်ထဲမှာအချုပ်သားများကို ထုတ်၍ တက်ဖြတ်ချက်ပြုတ်ဖို့ဘယင်ကြီးကအမိန်ပေးခဲ့ပါတယ်။အဲ့ဒီနောက်နော်ရင်ထဲမှာချုပ်သားများကုန်တဲ့အခါဘယင်ကြီးရဲ့ကြံပေးချက်အရလမ်းပေါ်မှာတပြားထောင်ထုပ်ကိုပစ်ချထားပြီးတော့ကောက်ယူသူကိုခိုးယူသူအဖြစ်စွပ်စွဲကတက်ဖြတ်ပြန်ပါတယ်။လမ်းပေါ်မှာပစ်ချထားတဲ့တပြားတို့ကိုကောက်ယူသူမရှိတော့တဲ့အခါညအခြေလမ်းသွားသူများကိုဖမ်းဆီးကတက်ဖြတ်ပြီးတော့ချက်ပြုတ်ပြန်ပါတယ်။ညအခြေလမ်းသွားသူများမကြခဏဆိုသလိုတက်ဖြတ်ခံရပါများလာတဲ့အခါ တိုက်သူပြည်သားများဟာမင်းရင်ပြင်မှာစုယုံပြီးတော့ဘယင်ကြီးကိုအကြောင်းစုံရှောက်တင်ခဲ့ကြပေမဲ့ဘယင်ကြီးကတော့အရေးယူခဲ့ခြင်းမရှိပါဘူးနောက်ဆုံးမှာတော့စစ်သူကြီးကာလာခါဟာပြမရတဘယင်ကြီးလူသားစားနေကြောင်းကိုသိရှိသွားခဲ့ပါတယ်ဒီအခါမှာစစ်သူကြီးကလူသားစားခြင်းကိုဆွတ်လုပ်ဖို့ပြမရတဘယင်အားနီလာအမျိုးမျိုးသုံးကအကြောင်းစုံရှောက်တင်ခဲ့ပေမဲ့ဘယင်ကြီးကတော့နားမဝင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ပြမရတဘယင်ကြီးကိုတန်လျက်တစ်ချောင်း စရောခဲရတကနဲ့လူသားချက်ပြုတ်ရမှာတုံးဆွဲတဲ့အိုးတလုံးကိုယူဆောင်ပြီးတော့နန်းတော်ကနေထွက်ခွာသွားစီခဲ့ပါတယ်။ဗြမရတဘရင်လည်းလူသားစားခြင်းကိုမဆွတ်လွတ်နိုင်တဲ့အတွက်သူ့ရဲ့တပည့်ကျော်ရတကကိုခေါ်ဆောင်ကနန်းတော်ကနေကျင်တတ်စွာထွက်ခွာသွားခဲ့ပါတယ်။ဗြမရတဘရင်ကြီးနဲ့စရောခဲရတကတို့ဟာလူသူမနည်းတဲ့တောကြီးတစ်ခုအတွင်းကမျောမဲတစ်ခုအောက်မှာစခန်းချနေထိုင်ပြီးခီးသွားများကိုဖမ်းယူကာတပ်ဖြတ်ချက်ပြုတ်စတော့ကြပါတယ်။ ဒီအချိန်ကစလို့သူ့ရဲ့မိဟာပောရိတာရဆိုတဲ့အမည်နဲ့ကြော်ကြားခဲ့ပါတော့တယ်။ပောရိတာရဟာဖက်စီတက်ပြရမယ်ခီးသွားတယောက်တလီမှရှာမတွေ့တဲ့ဒီနေ့မှာတော့သူ့ရဲ့ဇတော်ခဲရတ္တကကိုခုတ်ထက်ကတက်ပြချက်ပြုတ်စားတော့လိုက်ပါတော့တယ်။မရရတ္တကချိန်ဆိုတဲ့ဇကားဟာဒီပုံမြင်ကနေစခဲ့တာဖြစ်နိုင်ပါတယ်။ဒီနေ့မှာတော့ပောရိတာရဟာကိုုံရောင်းဝယ်ပြုတ်လို့ရတဲ့အတွက်လှဲဒီနဲ့ထွက်ခွာလာတဲ့ပုံနာတယောက်ကို အစောလျှောက်ဒီကြားတွေကနေပဲဖမ်းယူနိုင်ခဲ့ပါတယ်။ပေါ်ဒီတာရာဟာပုံနာကိုပခုံးပေါ်ထမ်းပြေးရင်းနဲ့တောရင်းတနေရာမှာတော့သူ့ရဲ့ခြေထောက်ဟာခြုံထက်တဲ့ရှားငုပ်တစ်ခုနဲ့ထိုးခဲ့မိပါတယ်။နာကျင်လွန်းလာတဲ့အတွက်ပေါ်ဒီတာရာလည်းပခုံးပေါ်ကပုံနာကိုပစ်ချထားခဲ့ပြီးသူ့နေထိုင်ရာညောင်မင်းကြီးစီကို အပြေးပြန်လာခဲ့ပါတယ်။ပေါ်ဒီတာရာဟာသူ့နေထိုင်တဲ့ညောင်မင်းကြီးကိုရိုသေစွာလက်အုပ်ချီလိုက်ပြီး သူ့ခြေထောက်ကဒဏ်ရာကိုခုနှစ်ရက်အတွင်းတက်တာပျောက်ကင်းအောင်ကုသပေးဖို့ ညုံမင်းဆောင်နတ်ကိုတောင်းပန်ခဲ့ပါတယ်။သူချတော်ကဒံယာခုနှစ်ရဲ့အတွင်းတက်တာပျောက်ကင်းခဲ့ရင်တရတပါသောထီဆောင်မင်းတို့ရဲ့သွေးနဲ့ညုံမင်းကြီးရဲ့ပင်စီကိုဆေးကျောပေးပါမယ်လို့လည်းတိုင်တီတစ္ဆာဆိုခဲ့ပါတယ်။တိုက်ဆိုင်စွာနဲ့ပဲပောရိတာရရဲ့ချတော်ကဒံယာဟာခုနှစ်ရဲ့အတွင်းမှာတက်တာပျောက်ကင်းသွားပါတယ်။ဒါကညုံမင်းဆောင်နတ်ရဲ့တကူကြောင့်ဖြစ်တယ်လို့ယူဆပြီးတော့တရတပါသောထီဆောင်မင်းတို့ရဲ့သွေးနဲ့ညုံမင်းကိုပူဇော်ဖို့အတွက်ထီဆောင်မင်းတို့ကိုဖမ်းယူရာ ပေါ်ရီတာရထွက်လာခဲ့ပါလေလန်ဒနီယာမှာတော့ရှေးဘဝတုန်းကသူနဲ့လူသားစားဘက်မိတ်ဆွေဖြစ်ခဲ့ဘူးတဲ့ဘလူးတကောင်နဲ့တွေ့ခဲ့ပြီးအဲ့ဒီဘလူးကသူ့ကိုပရလက္ခဏမန္တန်တော်ကိုတင် जा ပေးခဲ့ပါလေပရလက္ခဏမန္တန်တော်ဟာအလွန်ပြေးလွှားနိုင်တဲ့အစွမ်းတွေကိုပိုက်ဆိုင်ပြီးတော့ပထဝီမြေကျော်ရှုံတဲ့ဂါထာမန္တန်မျိုးလို့ဆိုရမှာဖြစ်ပါတယ်အဲ့ဒီမန္တန်ရဲ့အစွမ်းတွေပဲပေါ်ရီတာရဟာတရာသောမင်းတို့ကိုရွယ်ကူစွာဖန်ဆီးနိုင်ခဲ့ပါတယ်ဖန်ဆီးရမိတဲ့ မင်းတို့ကိုပောရိသားရဟာ သူ နေထိုင်ရာညောင်မင်းကြီးစီမှာကျိုးနဲ့ဆွဲပြီးတော့ချီနှောင်ထားလိုက်ပါတယ်အခုဆိုရင်ပောရိသားရဟာမဟာတုဒ္ဒတော်မမင်းမတပါအခြားသောမင်းတရာတို့ကိုဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ပါတယ်မဟာတုဒ္ဒတော်မမင်းကတော့သူနဲ့တငယ်ချင်းလေးဖြစ်ငယ်ဆရာလူလေးဖြစ်တဲ့အတွက်ဖမ်းယူခြင်းမပြုဘူးသူဆုံးဖြတ်လိုက်ပါတယ်ပောရိသားရဟာတရာတော်မင်းတို့ရဲ့လက်ချောင်းသွင်းနဲ့ညောင်မင်းကြီးကိုရစ်ပူဇော်နိုင်ဖို့အတွက် မိဖူခြင်းတစုပြုလုပ်ခြင်းများကိုပြုလုပ်နေပါတယ်တာဝန်ညောင်မဲဆောင်နတ်ကတွေ့မြင်သွားတဲ့အခါအလွန်ထိတ်လန့်သွားခဲ့ပြီးစတုမဟာရနမင်းကြီးလေးပါးတို့အားအကြံဉာဏ်တောင်းခဲ့ပါတယ်စတုမဟာရနမင်းကြီးလေးပါးတို့ကလည်းဘဲသူအကြံပေးရမှမသိတဲ့အတွက်တရားမင်းထံကိုဆက်ရောက်သွားကြပါတယ်တရားမင်းကမဟာတုဒ္ဒတော်မမင်းရောက်လာရင် ထူးခြားတဲ့တရားကိုနာကြားရမယ့်အဖြစ်ကိုသိမြင်တဲ့အတွက်မဟာတုဒ္ဒတော်မမင်းကိုပါဖန်ဆီးပေးဖို့ ချုပ်ကစိုးနာမင်းကိုပျော်ခိုင်းလိုက်ပါတယ်။ညောင်မဲသောနာမင်းလဲတရားမင်းရဲ့အကြံပေးချက်အတိုင်းပေါရိတာရရဲ့ရှေ့ပါ ကိုထင်ပြကအသင်ဘာလို့နေတယ်လဲလို့မေးခဲ့ပါတယ်။ဒီအခါမှာပေါရိတာရကအသင်ညောင်မဲသောနာမင်းရဲ့တကူတော်ကြောင့်ကျေးဇူးကြောင့်ကျွန်ုပ်ဒါယာရီတက်တာပျောက်ကင်းပါတယ်။ဒါကြောင့်တရားသောမင်းတို့ရဲ့လေချောင်းသွင်းတဲ့အသည့်ရဲ့ညောင်မင်းကိုစေးကြောကရစ်ပူဇော်မှုပြင်ဆင်နေပါတယ်လို့ဖြေကြတဲ့အခါအသင်ပေါရိတာရ မဟာတုတ္တသောမမင်းကိုပါဖမ်းယူပေးနိုင်မှငါကျေနပ်နိုင်မယ်လို့ပြောခဲ့ပါတယ်။ပေါ်ရီတာရာလည်းဝမ်းမြောက်ဝမ်းသာစွာနဲ့မဟာတုတ္တသောမမင်းကိုဖမ်းယူဖို့အတွက်မဟာတုတ္တသောမမင်းရှိတဲ့တိုက်ပြည်ကိုရောက်ခဲ့ပါတယ်။မဟာတုတ္တသောမမင်းရီချိုးစင်းလေးရှိတဲ့ကုရုတိုင်းကမင်္ဂလာရီကံတော်ကိုရောက်တဲ့အခါပေါ်ရီတာရာဟာမဟာတုတ္တသောမမင်းကိုဖမ်းယူနိုင်ဖို့အတွက်မင်္ဂလာရီကံတော်အတွင်းကနေပုံအောင်စောင့်ဆိုင်နေပါတယ်။ မဟာတုဒ္ဒသောမမင်းဟာနန်းတော်ကနေမင်္ဂလာကံတော်ရှိရာကိုစစ်အင်္ဂါ၄ပါးခြံရံပြီးတော့လာရောက်ခဲ့ပါတယ်။မြို့ပြင်ရှိတကားကိုရောက်တဲ့အခါမှာတော့ကတ္တပဖះရှင်ထာမတရားနာယူပြီးပြန်လာတဲ့နန္ဒအမည်ရှိပုံနာတယောက်ကမဟာတုဒ္ဒသောမမင်းကြီးကိုခါစားလာပါတယ်။မဟာတုဒ္ဒသောမမင်းကြီးကကတ္တပဖះရှင်ထာမတရားတော်ကိုမနဲ့ဖြံကနာယူမိဖြစ်တဲ့အကြောင်းမိန့်ကြားက ပုံနာကိုစားเสียရတော့เสียရတဲ့နေရာထိုင်ခင်းများစီစဉ်ပေးဖို့အမိန့်တော်မှတ်ကမင်္ဂလာရေကန်တော်ကိုဆက်လက်ထွက်ခွာခဲ့ပါတယ်။မဟာတုဒ္ဒတော်မှာမင်းရီချုပ်ပြီးတဲ့အချိန်မှာတော့ရေကန်အတွင်းမှာပုံအောင်နေတဲ့ပောရိတာရဟာဘရုမာကြာဘက်ဒီအောက်ကနေဘွားကနေပေါ်လာပြီးမဟာတုဒ္ဒတော်မှာမင်းကိုပခုံးမော်ထမ်းယူတာထွက်ပြေးပါတော့တယ်။လင်မြန်လာတဲ့အဖြစ်အပျက်ကြောင့်အာအသက်နေကြတဲ့စစ်စီရဲမဲများဟာဓာလန်လက်နက်များကိုဆွဲယူပြီးပောရိတာရနောက်ကိုလိုက်ခဲ့ပါတယ်။ မြောက်ကလိုက်လာတဲ့စစ်တီရဲမက်များဆက်မလိုက်နိုင်တော့တဲ့အကွာအဝေးကိုရောက်တဲ့အခါမှာတော့မဟာတုတ္တသောမမင်းကကတ္တပဖျားရှင်ထာမတရားကို나ယူရခြင်းမရှိသေးတဲ့အတွက်သူ့ကိုပြန်လွတ်ပေးဖို့ပောရိတာရကိုတောက်ဆူခဲ့ပါတယ်ပောရိတာရကလည်းပြန်မလွတ်ခြင်းပဲမဟာတုတ္တသောမမင်းကကျိန်ဆူပြီးပြောတဲ့အခါမှာတော့ပြန်လွတ်ပေးခဲ့ပါတယ်ကတ္တပမြတ်စွာဘုရားရှင်ဟောကြားတဲ့တရားကိုပုံနာထာမ나ယူပြီးပါကပောရိတာရထံသို့ပြန်လာမည်ဖြစ်ကြောင်းမဟာတုတ္တသောမမင်းကဂရိပေးကာ နန်းတော်ကိုပြန်သွားခဲ့ပါတယ်။မဟာတုဒ္ဒတော်မမဲဟာနန်းတော်ကိုပြန်ရောက်တဲ့အခါမှာနာနာပုံနာကိုမြင့်မြတ်တဲ့နေရာမှာထိုင်စီပြီးကတ္တပမြတ်စွာဘုရားရှင်ဟောကြားတော်မူသောတရားဂါထာ၄ပုဒ်ကိုနာနာပုံနာထံမှတစ်စက်ယူသေးစွာနာကြားခဲ့ပါတယ်။မဟာတုဒ္ဒတော်မမဲဟာပုံနာထံမှတရားဂါထာ၄ပုဒ်ကိုနာယူပြီးတဲ့အခါမှာနာနာပုံနာအာအတပြာငွေ၄သိန်းဖြင့်ကြောခဲ့ပါတယ်။အဲ့ဒီနောက်နာနာပုံနာကို ်ရိုသေးစွာရှိခိုးနှုတ်ဆက်ပြီးပောရိတာရအထံကိုပြန်ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။မဟာသုဒ္ဓတော်မမင်းပောရိတာရအထံသို့ပြန်ရမှာမိဖုရားမောင်မမိတ်တန်များနဲ့စစ်တီများဟာစေအင်္ဂါ၄ပါးနဲ့မဟာသုဒ္ဓတော်မမင်းကိုတော်တဲ့အထိလိုက်ပို့ပေးခဲ့ကြပါတယ်။မဟာသုဒ္ဓတော်မမင်းဟာသူ့ရဲ့ဂရီစကားအတိုင်းတော်တဲ့ကို ပြန်လာတာကိုတွေ့တဲ့အခါပောရိတာရဟာအလွန်အားအသင့်သွားခဲ့ပါတယ်။မဟာသုဒ္ဓတော်မမင်းသည် တေရမြီကို မကြောက်တလို့ဒူရီမဟုတ်သူနာယူခဲ့သောကတ္တပဖရာရှင်ဤတရားတော်ကြောင့်ပင်တေဘေးကိုရင်ဆိုင်ဝန်တလို့ဆိုတဲ့အတွေ့အကြုံပေါရိတာရရဲ့ရှင်ထဲမှာဖြစ်လာပါလေအဲ့ဒီနောက်သူလဲမဟာတုဒ္ဒတော်မမင်းကိုမတတ်မီကတ္တပဖရာရှင်ထံမှတရားကိုနာယူခွင့်ရခဲ့ရင် သူလဲပဲအကြောက်တရားတွေကင်းဝေးဖို့အတွက်စဉ်းစားမိခဲ့ပါလေဒါကြောင့်မာတုဒ္ဒတော်မမင်းအားကတ္တပဖရာရှင်ထံမှတရားတော်ကိုသူအားတစ်ဆင့်ပြန်လဲဟောကြားပေးဖို့ တောင်းပန်ခဲ့ပါတယ်ဒီအခါမှာမဟာတုတ္တသောမမင်းကလည်းပောရိတာရာအာနာနာပုံနာထာမနာယူခဲ့သောကတ္တပဘုရားရှင်ဤတရားဂါထာလေးပုဒ်ကိုကောင်းမွန်စွာ ဟောကြားတော်မူခဲ့ပါတယ်ပောရိတာရာဟာမဟာတုတ္တသောမမင်းထာမတရားဂါထာလေးပုဒ်ကိုနာယူပြည့်တဲ့အခါတရားဂါထာလေးပုဒ်အတွက် စု၄ပါးကိုတောင်းဖို့မဟာတုတ္တသောမမင်းကိုပြောခဲ့ပါတယ်ဒီအခါမှာမဟာတုတ္တသောမမင်းကတင့်ကိုအနှစ်တရားပတ်လုံးကျွန်ုပ်မြင်တွေ့ခြင်းပါတယ် ဖန်ဆီးထားသောမင်းများကို ပြန်လွတ်ပေးပါဖန်ဆီးထားသောမင်းများကို၎င်းတို့နိုင်ငံအသီးသီးသို့ပြန်ပို့ပေးပါပေါ်ရီတာရအနေနဲ့လူသားစားခြင်းကိုစွန့်လွတ်ပါဆိုပြီးတော့စုလေးပါးကို တောင်းခဲ့ပါတယ်ပေါ်ရီတာရဟာမဟာတုဒ္ဒတော်မှမင်းရဲ့တောင်းဆိုချက်တို့အနေနဲ့ပထမဆုံးသုံးခုကိုအလွဲတကူလိုက်လျောခွင့်ပြုခဲ့ပြီးလူသားစားခြင်းကိုစွန့်လွတ်ဖို့ညှင်းဆန်ခဲ့ပါတယ်အဲဒါကြောင့်ထိုစုအစားတခြားစုကိုသာပြောင်းလဲတောင်းဆိုဖို့ မာသုတတူမတော်မမင်းကိုပြောကြားခဲ့ပါလေမာသုတတော်မမင်းကလည်းလူသားစားခြင်းကိုသာဆွတ်လို့ဖို့ခိုင်မြဲစွာ တောင်းဆိုခဲ့ပါတယ်ပါမာသုတတော်မမင်းကမကောမှုဒုစရိုက်များရဲ့အပြစ်ကိုခေါ်ကြားဆုံးမတဲ့အခါပောရိတာရာကနားလေသဘောပေါက်ခဲ့ပြီးလူသားစားခြင်းကိုဆွတ်လို့ခါမာသုတတော်မမင်းရဲ့တောင်းဆိုချက်ဒီအားလုံးကိုလက်ရောခဲ့ပါတယ်ဒီကမ္မမဟာတုဒ္ဒတော်မမင်းဟာပောရိတာရာ၅ပါးတီလာမှာတီစီလျက် ကုံကျိုးချမ်းသာများရဲ့အကြောင်းကိုဟောကြားခဲ့ပါတယ်။မဟာတုဒ္ဒတော်မမင်းနဲ့ပောရိတာရတို့နှစ်ဦးဟာဖန်ဆီးထားသောမင်းများကိုနှစ်ယောက်သားအတူလွတ်ပေးခဲ့ကြပြီး၎င်းတို့ရဲ့တိုက်ပီအသီးသီးကိုပြန်လည်ပို့ဆောင်စီကဘရင်အဖြစ်ပြန်လည်တင်မြှောက်ပေးခဲ့ကြပါတယ်။တရားသောမင်းအပေါင်းတို့ကလည်းအထူးပင်ဝမ်းမြောက်ကြည်နူးခဲ့ကြပြီးမဟာတုဒ္ဒတော်မမင်းကိုရိုးသေးစွာလက်အုပ်ချီးမိုးရှိခိုးကြော့ခဲ့ကြပါတယ်။မဟာတုဒ္ဒတော်မမင်းကလည်းအလုံးစုံသောမင်းတို့အား ငါဘာဒီလာမာတီစီလေးရဲ့အသက်သက်ချင်းမှရှောင်ကျဉ်ကြဖို့ဩဝါဒစကားမိတ်ကြားခဲ့ပါတယ်။မဟာတုဒ္ဒတော်မမင်းဟာပေါရိတာရကိုလည်းတခေါင်းရဲ့တောင်းပြေကိုပြန်လဲပို့ဆောင်စီပြီးဘယင်အဖြစ်ပြန်လဲတင်မြောက်ပေးခဲ့ပါတယ်။ဇပောင်းကမှာတော့ထိုစဉ်အခါကလူသားစားဘယင်ပေါရိတာရသည်ယခုအခါအင်ကူလီမာလာမထေဖြစ်လာခဲ့သည်။ပေါရိတာရအခြေချခဲ့သောမဟာတုဒ္ဒတော်မမင်းကယခုအခါ ငါဖျားဖြစ်လာခဲ့လေပြီဟူ၍မဟာတုဒ္ဒသောမဇတ်တော်ကိုဟောကြားခဲ့ပါကြောင်းတင်ဆက်လိုက်ရပါတယ်ခင်ဗျာ YouTube ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေ